ပုံနေတဲ့ကြာရှိုးနေတဲ့ငကားတက်တော်ဆောင်ချောင်းကြီးမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာဒီနေ့မှာတော့တရုတ်နိုင်ငံကိုရန်သူတွေလက်ထဲကနေကဲတင်ပေးခဲ့တဲ့ပုံနေတဲ့ကြာရှိုးနေတဲ့ငကားဖြစ်တဲ့တက်တော်ဆောင်ချောင်းကြီးအကြောင်းရိုက်ကူးထားတဲ့ Forbidden City Cop ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ BNG ရဲ့တော်ဝင်တက်တော်ဆောင်တယောက်ဖြစ်တဲ့လင်းလင်းဖက်က နိုင်တော်ခေါမိုးပေါ်မှာဓာသမား၄ယောက်နဲ့အရင်ဆိုင်နေခဲ့ရပါတယ်။ဖက်ကပြည်ကြီးရဲ့ထိတ်တန်းလျက်ဝဲတက်တော်ဆောင်၄ယောက်ထဲကတယောက်ပဲဖြစ်ပါတယ်။ဂျန်တဲ့၃ယောက်ကတော့ကိုကံပညာမှာအလွန်ထူးကျွန်သူတွေဖြစ်ကြပေမဲ့ဖက်ကတော့ဂုံဖူးမတက်တဲ့အတွက်အမြဲတမ်းထင်သေးခံခဲ့ရပြီးတော့လောင်မြောက်ခံခဲ့ရပါတယ်။သားသမားတွေဟာအကြောင်းပြချက်ပေးပဲနဲ့နန်းတော်တွေကိုဝင်လာခဲ့ကြပြီးတော့ဖက်ရဲ့ရှိမှသူတို့ရဲ့ကျွမ်းကျင်တဲ့အရေးချင်းချောမောလှပတဲ့ရုပ်ရည်တွေပျောင်မြောက်တဲ့စွမ်းရည်တွေကိုကြွားလုံးထုတ်ခဲ့ကြပါတယ် ဒါကိုကြားလိုက်ရတဲ့အခါမှာပဲဖက်တယောက်ရင်မောလိုက်ပြီးတော့ကိုငကြင်ကိုချင်းနေကြတဲ့အတွက်လောင်ပြောင်းလိုက်ပါတယ်။ဒါသမားတယောက်ကနတ်သမီးတောင်ပန်ဆိုတဲ့ကွန်ဖူချန်နဲ့ဖက်ကိုလက်ထိုးဖို့ကြိုးစားခဲ့ပေမဲ့ဖက်ကငင်းပယ်ပြီးတော့လက်ထိုးတာကထောင်တန်း10နှစ်အခြားမဲ့လို့ရတဲ့အကြောင်းချင်းချောက်လိုက်ပါတယ်။သူတို့ကစကားများခဲ့ကြပြီးတီးမခံနိုင်တော့တဲ့အဆုံးမှာတော့ဒါသမားတွေကကိုဖော့တိုင်းနဲ့ပြန်တန်းကထွက်သွားခဲ့ကြပြီးဖက်ကတော့ကိုဖော့တိုင်းမတက်တဲ့အတွက်ခေါင်းမိုးပေါ်မှာတယောက်တည်းကြောင်တောင်တောင်နဲ့ကြံနေခဲ့ရပါတယ်။ ။ဒီမှာတော့ဘတ်တိုတက်တော်ဆောင်လေးယောက်ကသူတို့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက်ဘရင်ရှိတော်မောက်ကိုခါစားဝင်ရောက်ခဲ့ကြရပါတယ်။တခြားသူတွေကအားကောင်းပြီးတော့ဂျုံရင်းချက်မရှိတဲ့ကိုကံပညာတရုတ်ပြမှုတွေနဲ့ဘရင်ကြီးကိုတင်ကြီးစေခဲ့ပါတယ်။ဒါမှမဟုတ်လည်းဖက်ရဲ့လက်ရောက်တဲ့အခါမှာတော့အကုန်လုံးကမိုးနဲ့မြေလိုကွာခြားနေခဲ့ပါတယ်။သူရဲ့ထူးဆန်းတဲ့တရုတ်ပြမှုတွေကြောင့်ဘရင်ကြီးရဲ့မျက်နှာပေါ်ကအပြုံးကလည်းချက်ချင်းကိုပြောက်ွယ်သွားခဲ့ရပါတယ်။ သူဟာကလင်းငယ်တယောက်လိုကျမ်းမြေပေါ်မှာလူးလိမ့်လိုက်ပြီးတော့သူတီထွင်ထားတဲ့ပစ္စည်းတစ်ခုကိုလည်းထုတ်ပြကဘလို့သုံးရမလဲဆိုတာကိုရှင်းပြလိုက်ပါတယ်။ဖက်ကလေးချင်းမဲ့စားပါဇက်ကနေပြည့်တဲ့တနက်ရရင်တလက်ပံကံနဲ့တန်လိုက်စတဲ့အိဗယ်မရှိတဲ့ပစ္စည်းတွေကိုဖန်တီးရင်းနဲ့အချိန်ပြုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပစ္စည်းတွေကဘယ်နေရာမှာမှအသုံးမဝင်ခဲ့ပေမဲ့လည်းဖက်ကသူ့ကုံကိုပြန်ဆယ်ဖို့မျှော်လင့်ပြီးတော့ဒီပစ္စည်းတွေကိုဘီရင်ကြီးကိုတင်ပြလိုက်ပါတယ်။အဲ့တော့သူကပါဇက်ကပြည့်တဲ့တနက်ကိုနန်းတော်ရဲ့တန်တမန်ဖရရင်းနဲ့စမ်းတက်ခဲ့ပြီးတော့သူ့ရဲ့မျက်နှာကပေါက်ကွဲသွားခဲ့ပါတယ် ဖက်ကတော့သူတည်တွင်ထားတဲ့ပစ္စည်းကပြန်ပြင်ဆင်ဖို့လိုအပ်တဲ့ကြောင်းပြောကာဖရင်းကိုလည်းလက်လျူရှုခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ဘီရင်ကြီးကတော်တော်ကိုတောတာထွက်သွားခဲ့ပါတယ်။ဖဲရာတို့ကမျိုးရိုးလိုက်ဆက်ခံကွင်းရတာဖြစ်ပြီးတော့အဲ့လိုသာမဟုတ်ရင်ဘီရင်ကြီးကဖက်ကိုရာတို့ကနေချက်ချင်းထုတ်ပစ်လိုက်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဘီရင်ကြီးကသူ့ကိုထုတ်မပစ်ပဲနန်းတော်ရဲ့ဗီရီယာကိစ္စဝဝကိုလှုပ်ဆောင်ဖို့အတွက်ရာတို့ချခဲ့ပြီးနန်းတော်ရာရှိပြည့်ဆက်ပြီးနေနိုင်အောင်လို့မိရဲ့တာဖွားဆရာဝန်ပြည့်ဟန်ဆောင်မှုမိတ်ပေးလိုက်ပါတယ်။ အဲ့ဒီမိန်းကြောင့်ဖက်ကနန်းတော်မှာသူ့ရဲ့ဂုံသိက္ခာနဲ့လေးစားမှုကိုကြာရှုံးသွားခဲ့ရပြီးတော့သုံးဝင်တဲ့လူပိုတယောက်ဖြစ်သွားခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒီဖြစ်ဖြစ်တွေကပစ္စည်းတွေတီထွင်ခြင်းနဲ့သူ့ရဲ့စိတ်ဆန္ဒကိုမှန်တားနိုင်ခဲ့ကြပါဘူး။သူလက်ရှိလုံမှာပုံမလွယ်ကူစေဖို့အတွက်သူကတီထွင်ထားတဲ့ပစ္စည်းတချို့ကိုအသုံးပြုလိုက်ပါတယ်။သူ့ရဲ့စေကူစားမှုပုံစံကရဲစရာကောင်းနေခဲ့ပြီးတော့သူကလည်းလူနာတိုင်းကိုစေညှို့နေပေးနေတော့လူနာတစ်ဝက်လောက်ကသူ့ရဲ့ရောဂါလက္ခဏာတွေကိုရှင်းပြခဲ့ပြီးတော့ တို့ရဲ့ယောဂကိုဘလို့ကုသရမယ်ဆိုတာကိုပါဖက်ကိုပြန်ပြီးပြောပြနေခဲ့ကြပါတယ်။တကယ်မှာတော့မျိုးသမီးတို့ကသူ့ရဲ့ခင်မွေးရဲ့တစ္ဆာဖောင်းမှုနဲ့ရရဲ့ဆက်ဆက်နိုင်ခြင်းမှုကြောင့်ယင်ဘက်အောင်ဝေနာ ခံစားနေရတဲ့အတွက်လာရောက်ပြသခဲ့ပါတယ်။သူကဖက်ကိုမြူဆဲဖို့ကြိုးစားခဲ့ပေမဲ့ငတုံးဖက်ကသူ့ရဲ့ဇနီးကော်တွန်ကိုခေါ်ပြီးတော့ဒီမျိုးသမီးဟာသူ့ရဲ့အကူအညီလိုအပ်နေကြောင်းပြောပြလိုက်ပါတယ်။ကော်တွန်ကသူ့ကိုစိတ်ထားကောင်းတဲ့ဆရာဝန်ဖြစ်တဲ့အတွက်အမျိုးသမီးကိုအကူအညီဖို့ပြောခဲ့ပါတယ်။ဖက်ကသူ့ရဲ့ဝေယုံကိုချွတ်လိုက်တဲ့အခါမှာတော့အဲ့ဒီမျိုးသမီးကရှေ့ယုံသွားပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ဖန်တဲ့ကော်တွန်တို့ကရေမောခဲ့ကြပါတယ်။ဖက်ကသူဟာသစ္စာရှိတဲ့ခင်မွန်းပြေချောင်းပြောခဲ့ပြီးတော့ကော်တွန်ကတော့သူမသာအနာမမရှိခဲ့ရင်ဖက်ကမာယာကြော်ခွင်းမှာဆင်းသက်သွားမှာဖြစ်ကြောင်းနောက်ပြောင်ပြောဆိုခဲ့ပါတယ်။အဲဒီနောက်ဖက်ကသူစကားကိုရေမောလိုက်ပြီးသူမပြောတာမှန်ကောင်းမှန်တိုင်းကြောင်းဝန်ခံလိုက်ကသူတို့ကကလေးတွေလိုကစားခဲ့ကြပါတယ်။ကိုကံပညာရှင်တယောက်ဖြစ်တဲ့ကော်တွန်ကဖက်ကိုအလွယ်တကူနိုင်ယူနိုင်ခဲ့ပါတယ်။ ကော်တွန်းရဲ့လှူရှားမှုတွေကိုသဘောကျသွားတဲ့ဖက်ကတော့သူ့ကိုဟင်းဒီဟင်းရက်တွေလှိဖြက်နေတော့လက်ကိုထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပေးနိုင်တဲ့လက်အိတ်တစ်ခုကိုပေးခဲ့ပါတယ်။ကော်တွန်းကဟက်တီသွားခဲ့ပြီးတော့သူ့ယောက်ျားကိုပါရမီရှင်လို့ပါခေါ်ခဲ့ပါတယ်။အဲဒီနောက်ဘက်ကသူတို့ရဲ့အိတ်ခမ်းထဲမှာချက်တင်းနှောတာပိုကောင်းစေဖို့အတွက်ရည်ရွယ်ပြီးတော့တီထွင်ထားတဲ့ခမ်းမမိုက်ပစ္စည်းတွေတစ်ခုကိုလည်းပြသလိုက်ပါတယ်။ဒီပစ္စည်းအားဆိုရင်တုံကာမှုနှုံးမျိုးစုံပါဝင်နေခဲ့ပါတယ်။ကော်တွန်းကသူ့ရဲ့အကြံစိုးကြီးနဲ့တီထွင်မှုကိုဦးတက်အောင်ရေခဲ့ပြီးတော့ပြောင်းပြန်လေ့လိုက်တဲ့အခါမှာတော့အိယာကပြူကျသွားရပါတယ်။ ောက်တစ်ခါမှတော့ဘက်ကသူတီထွင်ထားတဲ့မိဖို့ကြောင့်သောပစ္စည်းတွေကိုကော်တုန်နဲ့တူတူစမ်းတက်နေတော့ဘရင်ရဲ့အဆောင်တယောက်ကမိမလိုဟန်ဆောင်ရုပ်ဖြက်ကရောက်လာခဲ့ပါတယ်။သူကမိမတယောက်လိုစကားပြောလိုက်တဲ့အခါမှာတော့ဖက်ကအမျိုးသမီးလိုဝတ်ဖို့လိုအပ်တာကိုနားလဲပင်မဲ့လဲမိမအတန်ကြီးနဲ့စကားပြောဖို့မလိုအပ်ကြောင်းပြောခဲ့ပါတယ်။အဲဒီဆောင်ကဟန်ဆောင်မနေတော့ဘဲနဲ့အရေးကြီးတဲ့တာဝန်တစ်ခုအတွက်ဘရင်ကြီးကဖက်ကိုနန်းတော်စီကိုဆင့်ခေါ်တဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဖက်တယောက်ချက်ချင်းအပြေးလာသွားခဲ့ပြီမဲ့အဲ့ဒီကိုရောက်တဲ့အခါမှာတော့ပကံခွက်ရောက်ပုံကြီးကိုစေးကြောဖို့ဖရင်နဲ့တူတူတာဝန်ပေးခံခဲ့ရတာပဲဖြစ်ပါတယ် ။ဗကန်ဒီစင်းနေတော့ဘက်ကဘီရင်နဲ့သူ့ရဲ့အကြံပေးပုံကိုတွေကကော်မျိုးနယ်စုနယ်မြေမှာကောင်းလင်ကနေပြုတ်ကျလာတယ်လို့သတင်းထွက်နေတဲ့ထူးဆန်းတဲ့နတ်သမီးပြန်ဆိုတဲ့တရဝါចောင်းကိုဆွေးနွေးနေတာကိုကြားခဲ့ရပါတယ်။ကောပြင်ကအဲ့ဒီတရဝါကိုဆက်ဆေးဖို့အတွက်တနင်္ဂနွေလုံးကဆရာဝန်တွေကိုစေးပညာပြပွဲတစ်ခုကျင်းပပြီးတော့ဖိတ်ကြားထားခဲ့ပါတယ်။ဘီအန်ဂျီကစိတ်ဝင်စားခဲ့ပေမဲ့သူ့ရဲ့ကြံပေးကတော့ကိုရင်သွားကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်။တန်တရားဖြစ်နေတဲ့ဘက်ကကော်မျိုးနယ်စုကအမြဲတမ်းမကောင်းကြံတက်ပြီးတော့ဒါကထောင်ချောက်ဖြစ်နေတဲ့အကြောင်းဖရန်ကိုတိုးတိုးလေးပြောခဲ့ပါတယ်။ ူကဘီရင်ကြီးကိုတတိပေးကျင်ခဲ့ပေမဲ့လည်းဘီရင်ကြီးကတော့သူ့အတန်ကြားယုံနေတော့စိတ်ဆိုးနိုင်တာကြောင့်ဖရန်ကပြောပြီးတော့တားမြစ်ခဲ့ပါတယ်။တကယ်တော့ဘက်ကတန်တရားဖြစ်ခဲ့တဲ့အတိုင်းစီးပညာပြပွဲကတရုတ်နိုင်ငံရဲ့တမားတော်တွေကိုလှုပ်ကြံပြီးတော့စစ်ပွဲမဆခင်နိုင်ငံကိုအားနည်းအောင်လုပ်ဖို့ကွန်မြူနယ်ဇူရဲ့မျက်နှာပုံးဘီရင်ကစီစဉ်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်။သူတို့ကတရုတ်နိုင်ငံရဲ့အလှပအင်အားနဲ့ကြိုးရမှုကိုမနာလိုတဲ့အတွက်တရုတ်ကောင်းဆောင်တွေကိုရှင်းပြပြီးတော့တရုတ်အင်ပါယာကိုသိမ်းပိုက်ဖို့ကြံစီခဲ့ကြတာပဲဖြစ်ပါတယ်။ ။အဲဒီညမှာတော့ဘက်ကပင်မန်းတွဲနဲ့ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ပဲအိမ်ပြန်လာခဲ့ပါရယ်။တခြားလူတွေတောက်ပနေချိန်မှာသူကအသုံးဝင်တဲ့အလုံငယ်လေးတွေပဲလုံနေရတဲ့အတွက်အသုံးဝင်ဘူးလို့တော့ခံစားနေခဲ့ရပါရယ်။ကတော်ကတော့သူ့အတွက်ဖက်ဟာထူးချွန်တဲ့တီထွင်ဖန်တီးပညာရှင်ကြီးတယောက်ဖြစ်တဲ့အကြောင်းပြောကစိတ်သက်သာရာရောက်အောင်လို့လုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဖက်အတွက်ကတော့အဲ့ဒါကမလိုလောက်ခဲ့ပဲနဲ့သူတယောက်ထဲကသာသူ့ရဲ့တန်ဖိုးကိုမြင်တာကအတိတ်ပဲမရှိကြောင်းပြန်ပြီးပြောပြခဲ့ပါတယ်။မကြာခင်မှာပဲသူတို့ကစကားများပြီးတော့ရန်ဖြစ်ခဲ့ကြပါတော့တယ်။ ကော်ဒွန်ကတော်သွားမယ်လို့ချင်းချောက်လိုက်တဲ့အခါမှာတော့ဘက်ကလည်းစန်းဒီဆိုင်လေတန်နဲ့နေချင်းရင်ကိုသဘောနဲ့နေမနေချင်းရင်သွားဖို့လို့ပြောခဲ့ပါတယ်။ဒါမှမဟုတ်လည်းကော်ဒွန်ကထုံမသွားပဲနဲ့သူ့ကိုခေါင်းဆွဲပြုတ်စားခြင်းလားလို့ညင်ညင်တသာလေးမေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတော့မှပဲဖက်ရဲ့ဒေါ်သာကအေးပြောသွားခဲ့ပြီးတော့နားလည်ပေးတဲ့အတွက်ဟတ်ထီသွားကသူ့ကိုဖက်လိုက်ပြီးတော့တောင်းပန်လိုက်ပါတယ်။နောက်တစ်ခါမှတော့ဘင်းကြီးနဲ့တက်တော်ဆောင်တွေကပြဝဲစီသွားခဲ့ကြပြီမယ်လေ။လမ်းမှာကော်မြူနယ်စုကလုံးချန်တက်ပြက်သူတွေရဲ့ဂျုံကိုတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ။နန်းတော်ဆောင်တွေကပြင်းပြထန်ထန်ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ပြည်စည်းလက်တလို့မြန်ဆန်တဲ့ချင်းကုန်းတိုင်းပြည်အတက်တဲ့လုံကြံသူတွေကထိတ်တန်းကိုရန်တော်၃ရောင်စလုံးကိုတပ်ပစ်ခဲ့ပါရ။ဒီချိန်ထဲမှာပဲဖက်နဲ့ကော်တွန်တို့ကဘာဖြစ်ခဲ့လဲဆိုတာမသိဘဲနဲ့အဲ့ဒီပွဲစီကိုသွားခဲ့ကြပါရ။ကော်မျိုးနယ်စုကတကူးကူးမကောင်းကြံစီနေတာကိုဖက်ကတန်တရားဝင်နေခဲ့ပြီးတော့ဘီရင်ကြီးတွေလိုအပ်တဲ့အချိန်မှာရှိနေပေးခြင်းတဲ့အတွက်ပဲဖြစ်ပါရ။လမ်းတစ်ချောင်းမှာသူတို့ကစားတော့ဆိုင်တွေမှာဝင်စားရင်းနဲ့ပေါ့ပေါ့ပပနဲ့ပျော်ပျော်ရွှင်ရွှင်ခီးသွားခဲ့ကြပါတယ် ရမောက်ကိုရောက်တဲ့အခါမှာတော့အခမ်းအနားကစတင်နေပြီဖြစ်ပြီးခန်းနဲ့ကော်တွန်တို့ကလည်းပျော်ရွှင်နေကြပါတယ်။ရိုးတဲ့ဇာဝင်တွေကိုပွဲစတင်တော့မဲ့ခန်းမဆောင်တွေကိုဖိတ်ခေါ်လိုက်တဲ့အခါမှာတော့ဖက်ကအတွင်းနဲ့ဝင်သွားပြီးတော့ကော်တွန်ကတော့ဈေးဝယ်ဖို့ပြင်မာနေခဲ့ပါတယ်။တကားမှာအဆောင်တစ်ယောက်ကဖက်ရဲ့ဖိတ်စာကိုတောင်းပါတော့လေ။ဖက်မှာဖိတ်စာမရှိပေမဲ့လည်းသူကဇာဝင်ပြည်ချောင်းအာမခံပြီးတော့ပြောခဲ့လိုက်ပါတယ်။အဆောင်ကသူ့ကိုဝင်ခွင့်ပေးလိုက်ပြီးတော့သူကဒေရီနဲ့ရှောက်သွားနေတယ်ဆိုတာမသိတဲ့ကြောင်းတိုးတိုးလေးပြောလိုက်တဲ့အခါမှာတော့ဖက်တစ်ယောက်တိကျမကြားခဲ့ရပါဘူး။ ထမားတွေမှာတော့ဖက်ကတရားသူတွေနဲ့စကားစီမီပြောဖို့ကြိုးစားပါတယ်။သူကဘီရင်ကြီးကိုလက်ပတ်ရှာခဲ့ပေမဲ့လည်းအရေးရောင်တော့မတွေ့ခဲ့ပါဘူး။ပွဲချင်းမသူတွေကတရဝါကိုစစ်ဆေးဖို့ခေါ်ဆောင်လာခဲ့ပြီးဖက်ကသာဝမီရဲ့ဇာဝင်တယောက်ဖြစ်တဲ့အတွက်ဂျူသားရဲ့လေရင်ငါကိုခွဲခြားဖို့အတွက်ရွေးချယ်ခံခဲ့ရပါတယ်။သူတို့ကသူ့ကိုခွဲစိတ်ထားတစ်ချောင်းပေးခဲ့ပေမဲ့ဖက်ကတော့ဓမ္မတလက်ကိုထုတ်ပြပြီးတော့သူကဇာဝင်မဟုတ်ဘဲနဲ့အသားလီဓမ္မတယောက်ဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ်။ ဇပွဲပတ်လည်ကလူတိုင်းကလည်းတရဝါပေါ်အာယုံဆိုင်နေချိန်မှာပဲကွန်မြူနယ်စုကလှုပ်ကြံသူတွေဟာနောက်ွယ်ကနေချောင်းပြီးတော့ဆရာဝန်တွေကိုတဲတိစိတ်ကိုတပ်ဖြတ်လိုက်ကြပါလေ။ဆရာဝန်တွေကတော့သူတို့နောက်ွယ်ကလှုပ်ကြံမှုတွေကိုတတိမထားမိပဲနဲ့တရဝါကိုခွဲစိတ်ဖို့ပြင်ဆင်နေခဲ့ကြပါလေ။ဒါမဲ့လည်းဒါမခုတ်ရသေးခင်မှာပဲအဲ့ဒီတရဝါကရုတ်တရက်ထခုန်ပြီးတော့အဟေခဲလိုက်ပါလေ။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဖက်ဟာဒီတရဝါကဘယင်ဖြစ်နေမှန်းသဘောပေါက်သွားခဲ့ပါလေ။ လောက်ကျန်သူတွေဟာဘရင်ကိုတတိလစ်အောင်ရိုက်နဲ့ထိုးကျိပ်ပြီးတော့ဝတ်စုံဝတ်ဆင်ဘေးကခွဲစိတ်ဖို့အတွက်ဂျူသားဖြစ်ပွဲထုတ်ခဲ့တာပဲဖြစ်ပါတယ်။ဘရင်ကြီးသရှင်နေရာကိုတွေ့လိုက်ရတဲ့အခါမှာတော့ဖက်ကအံအားတင်ပြီးတော့ဆေးလုရှားသွားပါတော့တယ်။ကြဲကြည့်လိုက်တဲ့အခါမှာတော့သူတို့ကအဆူလိုက်ပြုံလိုက်တက်ပြတ်မှုတွေကိုမြင်လိုက်ရပြီးတော့တုံ့လုံသွားခဲ့ပါတယ်။အဲ့တဲ့အများစုကလောက်ကျန်သူတွေရဲ့လက်ချက်နဲ့တည်ဆုံသွားခဲ့ကြကအခုတော့သူတို့လည်းရောက်လာခဲ့ပါပြီ။ဖက်ကအချိန်မီပဲသူတည်တွင်ထားတဲ့တန်လိုက်ပစ္စည်းတွေကိုအသုံးပြုပြီးလောက်ကျန်သူတွေလက်ထဲကဓာတ်တွေကိုဆွဲယူလိုက်ပါတယ်။ ကွန်ဖူတိုင်းသမားတယောက်ဖြစ်တဲ့ဆရာဝန်တယောက်ကဖက်စီကဓားကိုဆွဲယူပြီးတော့ပြန်တက်ခိုက်ကလူသက်သမားတွေကိုလည်းလင်းမြန်တပ်ပစ်နိုင်ခဲ့ပါတယ်။ရုတ်တရက်ဘီယန်ကိုရန်နယ်တွေကိုတပ်ပစ်ခဲ့တဲ့ချင်းကိုတိုင်းသမားတယောက်ဖြစ်တဲ့မင်းနဖုံးစော်လုံးကြံသူတယောက်ကပေါ်လာခဲ့ပါတယ်။ဘက်ကအမြန်စင်းသားလိုက်ပြီးတော့သူ့ကိုရိုက်နေကသူ့ရဲ့မူလပုံစံကိုဖော်ထုတ်လိုက်ပါတယ်။သူကတခြားလူတွေမဟုတ်ဘဲကွန်မြူနယ်စုကမင်းနဖုံးဘီယန်ရဲ့သားဖြစ်နေခဲ့ပါတယ်။ဘက်ကသူ့ရဲ့တန်လိုက်တဲ့ဉာဏ်ပညာကိုတုံးကဘီယန်နဲ့အသက်ရှင်ကြံရည်သူဆရာဝန်တွေရှေ့မှာပဲတိုက်ခိုက်က ယနေ့ဘုံဘီရင်ရဲ့သားကိုအနိုင်ယူခဲ့လိုက်တဲ့အခါမှာတော့သူတို့ကဖက်ကိုဝမ်းမြောက်ဝမ်းသာအားပေးခဲ့ကြပါတယ်။ဒီနောက်မှာတော့သူတို့ကပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ဂျန်ဝတ်တခုလုံးအလောင်းတွေပြန်ကျဲနေပြီးတော့လူသူရှင်းလင်းနေတာကိုတွေ့လိုက်ရပါတယ်။ဖက်တယောက်လည်းကြောက်ရွံ့သွားခဲ့ပြီးတော့သူဇနီးကိုအော်ခေါ်ပါလို့လေ။အနေကိုခံစားမိလိုက်တဲ့အတွက်သူကတခြားသူတွေကိုခန်းထဲပြန်ဝင်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲဒီချိန်မှာပဲမျက်နှာဘုံဘီရင်ကသူဇနီးကိုဖမ်းကစစ်တီတော်တွေနဲ့ပေါ်လာခဲ့ပြီးတော့ဖက်ကိုလည်းတိုက်ခိုက်ခဲ့ကြပါတယ်။ ဘက်ကခမ်းမာတဲ့ပြန်ဝင်ခဲ့ပြီးသူ့ရဲ့အစ်မြင့်တင်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ဒလက်ပန်ကနဲ့ပါဇက်ကပြစ်တဲ့သနတ်တွေကိုအသုံးပြုပြီးတော့ပြန်လည်တိုက်ခိုက်လိုက်ပါတယ်။သူ့ရဲ့လက်နက်တွေကြောင့်ဘက်ကရန်သူတွေကိုအလွယ်တကူရှင်းပြနိုင်ခဲ့ပါတယ်။အလောင်းတွေကြောင့်မှာဂေါ်တွန်ရဲ့အဝတ်စားကိုဝယ်ထားတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတဲ့အခါမှာတော့ဘက်ကသူမိမတည်သွားပြီးထင်ပြီးတော့ဝမ်းနဲ့ပက်လက်ဖြစ်ကလဲကျသွားရပါတယ်။အဲ့ဒီချိန်မှာပဲကော်တွန်ကဈေးပွဲသွားရကနေဖော်ရီနဲ့အတူပြန်လာခဲ့ပြီးတော့သူ့ကိုအော်ခေါ်လိုက်တဲ့အခါမှာတော့ဖတ်တယောက်လဲဝမ်းသာအားရပြေးသွားခဲ့ပါတယ် ခနာကဖြစ်ဖြစ်ခဲ့တဲ့လူတန်းမူကြီးကိုမတိလိုက်တဲ့ကော်တွန်ကတော့ဘက်ကိုဘာဖြစ်ခဲ့တာလဲလို့မေးနေခဲ့ပါဗျ။ဘက်ကသူ့ကိုအသားကင်စားပွဲလုပ်ခဲ့တာဖြစ်ကြောင်းပြောလိုက်ပြီးတော့မြေပြင်ပေါ်လဲနေတဲ့လူတွေကလည်းအများကြီးစားလိုက်မိတာကြောင့်ဖြစ်ကြောင်းပေါ်ပေါ်ပါပါပဲပြောခဲ့ပါဗျ။ကော်တွန်တယောက်ဝတ်စုံထဲရှိနေတဲ့ဘီရင်ကြီးကိုတတိထားမိသွားတဲ့အခါမှာတော့သူနဲ့အခြားမျိုးသမီးတွေကသူ့ကိုဝိုင်းကြည့်ခဲ့ကြပါဗျ။သူတို့ကဘီရင်ကြီးမှမတီးပဲနဲ့ဘိုက်ပူနေတဲ့အတွက်ဝတ်စုံကသူနဲ့မလိုက်ကြောင်းပြောနေခဲ့ကြပါဗျ။ ။နောက်တစ်ခုပြောင်းလဲတဲ့အခါမှာတော့ဘက်ကသူ့ရဲ့ရေစွမ်းတက်တီနဲ့ပါရမီရှင်ဆန်မှုတွေအတွက်နောက်ဆုံးမှအတိမတ်ပြုခြင်းခံခဲ့ရပါတယ်။ပြင်ကြီးကလည်းသူ့ကိုညီလာခံမှာဂုဏ်ပြုခဲ့ပြီးတော့သူ့ရဲ့တီထွင်ထားတဲ့ပစ္စည်းတွေနဲ့ရေစွမ်းတက်တီကိုချီးကျူးပါတော့တယ်။ဒီနောက်မှာတော့ဘင်ကြီးကဖက်ကိုစုအနေနဲ့တံပိုးကြီးပလဲတလုံးကိုချီးမြှောက်လိုက်ပါတယ်။နောက်တစ်ခါမှာတော့အိမ်မှာဖက်ကသူ့ကိုကြုံတွေ့ခဲ့ရသမျှအရာအလုံးကြားကနေမညုံမညင်မဲထောက်ပံ့ပေးခဲ့တဲ့အတွက်သူ့ဇနီးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ ူကဂျေဇုတင်တဲ့အနေနဲ့လက်ဆောင်အဖြစ်ပလဲကိုလည်းပေးလိုက်တဲ့အခါမှာတော့ကော်တွန်တယောက်ဝမ်းသာလုံးဆိုပြီးတော့မိရေပါကြကုန်မှာတော့တယ်။ဘီယန်ကြီးကလည်းဖက်ကိုသူ့ရဲ့အထူးကိုရံတော်နဲ့ညာလျုံးပြည့်ရာတို့တို့ပြန်လဲခန့်အပ်ခဲ့ပါတယ်။ဒီနောက်မှာတော့ကန်ချိုလိုခေါ်တဲ့လာပါတဲ့ပြည်တန်စာတတယောက်ကိုထိုက်တန်ရလာဆိုပြီးတော့စစ်ဆေးဆုံးဖြတ်ဖို့တာဝန်ပေးခဲ့ပါတယ်။ဘီယန်ကြီးကမိပြားတွေအများကြီးရှိနေတာတော့နောက်ထပ်မိန်းမတယောက်ကိုဘာကြောင့်လိုချင်တာလဲဆိုပြီးတော့ဖက်ကမင်းနေခဲ့ပါတယ် အဲဒီအချိန်မှာပဲလက်ရှိမိဖုရားတွေကအဘယင်ကြီးစီကိုပြေးလာခဲ့ကြပြီးတော့ဖက်ရဲ့မိကုန်းကိုဖြည့်ပေးပါတော့လေဖက်ဟာသူစနီးကော်တွန်ကိုအတင်ပေးပဲနဲ့ပြစ်ဒဏ်စာယုံတို့ဥတီသွားခဲ့ပါတယ်သူကမိမလိုဟန်ဆောင်ပြီးတော့ကန်ချိုကိုနှိကက်လေးလာဖို့ခိုးဝင်လိုက်ပါတယ်ဒါမဲ့သူကကန်ချိုကိုတွေ့တဲ့အခါမှာတော့သူ့ရဲ့အလှပါနဲ့ဆွဲဆောင်မှုကြောင့်ချက်ချင်းကိုစိတ်ဝင်စားသွားခဲ့ပါတယ်ဒုံလုံးချောချစွာနဲ့ဖက်ကအိမ်ကိုမြန်ပြေးခဲ့ပေမဲ့လည်းသူ့ကိုစိတ်ထဲကထုတ်လို့မရခဲ့ပါဘူးကော်တွန်ကတော့ဖက်ကူပေါ်ကနေမရင်းနှီးတဲ့ရင်မွေးနှံကိုတတိထားမိလိုက်ပါတယ် အဲ့ဒါကြောင့်ဖက်ကသူ့ဝေယုံလေးကနေရေမွေးပလင်းတပလင်းကိုထုတ်ယူလိုက်ပြီးမွေးနေ့လက်ဆောင်ဖြစ်ပြီးကသူမိမကိုဒိညာလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဖက်ကကန်ချိုနဲ့တွေ့ဖို့ဆောင်းကြမ်းကိုပြန်သွားခဲ့ပြီးတော့သူ့ရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်ရှင်ပြိုင်နေတဲ့ယောက်ျားများစွာကိုတွေ့လိုက်ရတဲ့အခါမှာတော့အံ့ဩသွားခဲ့ပါတယ်။သူတို့ထဲမှာမှဖက်ကသူ့ရဲ့ညာရီနဲ့ထင်ရှားနေတဲ့အခါမှာတော့ကန်ချိုကသူ့ကိုပထမဆုံးဖြစ်ရွေးချယ်ခဲ့ပါတယ်။သူ့ကိုတင်ကြီးသွားအောင်လို့ဖက်ကတစ်ချိန်ကသူ့ဇနီးကိုလက်ဆောင်ပေးခဲ့ဘူးတဲ့တံပိုးကြီးပလဲကိုလည်းပေးခဲ့ပါတယ်။ ဒါမဲ့လေကန်ချူကတော့ပုံမှန်လိုပဲသဘောထားခဲ့ပါတယ်ကော်တွန်းမိသားစုနဲ့အတူမွေးနေ့ညသာစားပွဲကျင်းပတဲ့အခါမှာတော့သူကဘက်ကိုသူပေးခဲ့တဲ့ရင်မွေးနဲ့ဟာရင်ညကသူ့ဝက်စားပေါ်ကရတဲ့အနက်နဲ့မတူကြောင်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဘက်ကဟာသားလုပ်ပြီးတော့သူ့ကိုလက်လျူရှူလိုက်ပါတယ်ကော်တွန်းကသူပေးခဲ့တဲ့ပလဲကိုရှာမတွေ့တော့တဲ့အကြောင်းပြောလိုက်တဲ့အခါမှာလည်းသူကစိတ်မပူပိုးနဲ့မကြခင်ပြန်တွေ့မှဖြစ်ကြောင်ပြောခဲ့ပါတယ်ဒါမဲ့လေကော်တွန်းရဲ့ဖခင်ကဖက်ကိုဆောင်းကြမ်းမိုင်းမှာတွေ့ခဲ့ကြအောင်ပြောလိုက်တဲ့အခါမှာတော့အချင်းတွေကတင်းမာသွားရပါတယ် ကော်တွန်ကသူ့ရင်ဘက်ပေါ်နားကိုကပ်ပြီးတော့သူ့ရဲ့နှလုံးခုန်လုံးကိုနားထောင်ကရှင်းပြခိုင်းပါတော့တယ်။ဖက်ကပြားနေတဲ့အမျိုးသမီးတစ်ယောက်ကိုကုသဖို့အတွက်အဲ့ဒီကိုသွားခဲ့တာဖြစ်ကြောင်းပြောခဲ့ရပါတယ်။ကော်တွန်ကသူ့ကိုယုံကြည်ခဲ့ပေမဲ့လည်းအဲ့ဒီနောက်သူ့ရဲ့နှလုံးခုန်လုံးကယုတ်တရက်ကိုမြန်လာခဲ့ပါတယ်။အဲ့ဒါကြောင့်သူကလင်းမြန်စွာပုန်းကွယ်လိုက်ပြီးရေလိုက်တော့မှပဲအလိမ့်မပေါ်သွားတဲ့အတွက်စိတ်သက်သာရာရခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒီချိန်မှာပဲကော်တွန်ကဖက်ကူပေါ်ကရင်မွေးနှံကိုထပ်ပြီးတော့ရလိုက်ပြန်ပါတယ်။ ကန်ဂျူအားအိမ်ထဲကိုသူ့ပိုင်သူလိုမျိုးရဲရဲတင်းတင်းဝင်လာတဲ့အခါမှာတော့ဖက်ကထိတ်လန့်သွားခဲ့ပြီးကော်တွန်းရဲ့တန်တရားတွေကလည်းဖြီပေါ်သွားခဲ့ပါတယ်။သူကကန်ဂျူနားကိုသွားကမေးလိုက်တဲ့အခါမှာတော့ကန်ဂျူကသူမရဲ့ချစ်သူဖက်ကိုလာရောက်ခေါ်ဆောင်တာဖြစ်ကြောင်းယုံကြည်မှုပြည့်နေကိုထုတ်ပြောလိုက်ပါတယ်။မြို့သမီးနှစ်ယောက်စကားများနေတော့မှပဲဖက်ကကြောခံပြီးတော့ဘာမှမဖြစ်သလိုဟန်ဆောင်ကစားတောက်တွေကိုပါဇက်တဲ့အပြည့်ကိုထိုးထည့်နေပါတော့တယ်။အဲ့ဒီချိန်မှာမြေကြီးကသူ့ကိုမြူချသွားရင်ကောင်းမယ်လို့တွေးနေခဲ့ပါတယ်။ကန်ဂျူကပလဲကိုထုတ်ပြလိုက်တဲ့အခါမှာတော့စကားများရာကနေရန်ပွဲဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ကော်တွန်ကဘလဲကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ကန်ဂျူကသူ့ကိုကန်လိုက်တဲ့အခါမှာတော့ကော်တွန်တို့မိသားစုတစ်ခုလုံးနဲ့ရံပွဲဖြစ်ပွားခဲ့ပါတယ်။ဒါမှမဟုတ်ဒီတက်ပေါ်ပြီးထိတ်လန့်စရာကောင်းတာကတော့ဖက်ဟာကန်ဂျူဘက်ကနေရက်တီပေးတာပဲဖြစ်ပါတယ်။သူကသူစနီးနဲ့သူ့ရဲ့မိသားစုကိုစန့်ကျင်ပြီးကန်ချိုကိုကာကွယ်ကွာထတ်သွားတဲ့အချိန်မှာတော့ကော်တွန်တယောက်ကြီးစားလူလူဦးနှုတ်ကျွဲခတ်ခံလိုက်ရပါတယ်။သူတို့ထွက်သွားကနီးမှာပဲကော်တွန်ကဖက်တယောက်စိတ်ပြန်လေလောင်အောင်လို့ဆိုပြီးတော့ခေါင်းဆွဲပြုတ်လုပ်ပေးရမလားလို့မေးလိုက်ပါတယ်။ ဘက်ကခဏရက်လိုက်ပြီးကန်ချိုရဲ့လက်ထဲကနေပလဲကိုယူကာကော်တွန်စီကိုပြစ်ပေါက်လိုက်ပြီးတော့ကြောခိုင်းထွက်ခွာလိုက်ပါတယ်။နန်းတော်ကိုရောက်တဲ့အခါမှာတော့ဘက်ကကန်ချိုကိုစုံစမ်းဖို့ဘရင်ကစီလုတ်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ကန်ချိုကသူ့ကိုတက်စာပေါက်လို့ဆွဆွဲခဲ့ပေမဲ့လည်းဘက်ကတော့နှလုံးသားရဲ့စေခိုင်းမှုအရာဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ်။ဘင်းကြီးရောက်လာတဲ့အခါမှာတော့ကန်ချူကရုတ်တရက်ပြောင်းလဲသွားကငိုယိုပြီးတော့ဖက်ကသူ့ကိုအသားယူခဲ့ပြီးတော့ဘရင်ကိုသစ္စာဖောက်ခဲ့ကြောင်းပြောပါတော့တယ် ရင်ကြီးကဘက်ကိုဖမ်းဖို့စောင့်တွေကိုမေးပေးခဲ့ပေမဲ့လည်းစောင့်တွေကသူ့ကိုဖမ်းလိုက်တဲ့အခါမှာတော့ကံချိုတယောက်အံဩသွားခဲ့ရပါတယ်။ဖက်ကသူ့ကိုတွေးတဲ့အချိန်မှာသူ့ရဲ့တရုတ်မှန်ကိုတိနေခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့ကံချိုကရုပ်ဖြစ်ထားတဲ့ကော်မြူနယ်ဇူရဲ့မျက်နှာပုံးပြင်ပဲဖြစ်ပါတယ်။သူကနန်းတော်ကိုဝင်ရောက်ပြီးတော့စီလုံးမှုကိုဖြစ်စည်းကဘင်းကိုပြန်ပေးဆွဲပြီးတော့ကော်မြူနယ်ဇူတရုတ်နိုင်ငံကိုတင်ပိုက်ဖို့လွယ်ကူအောင်လှုံ့ဆော်မှုကြံစီနေတာပဲဖြစ်ပါတယ်။ ကမျက်နှာပုံးဘီရင်ကိုလည်စားဖို့သူမိသားစုကိုပါအစည်းအဝေးမှာပါဝင်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။အစောပိုင်းကဂေါ်ဒွန်ရဲ့မွေးနေ့ညသာစားပွဲမှာဖြစ်ခဲ့တဲ့ပြဿနာနဲ့ရန်ပွဲတွေကလည်းဟန်ဆောင်ထားတဲ့ဇက်ကုံတွေတက်ကပြဇက်တွေလိုဖြစ်နေခဲ့ပါတယ်။ဖက်ဟာသူဇနီးနဲ့ရောက်ခမတွေကိုဖိတ်ခေါ်ခဲ့ပြီးတော့ဘီရင်ကြီးကသူတို့ရဲ့ထူးချွန်တဲ့တယုဆောင်မှုကိုချီးကျူးကဆုချခဲ့ပါတော့တယ်။ယောဒီရဲ့မျက်နှာပုံးဘီရင်ကလွန်မြောက်သွားခဲ့ပြီးတော့သူ့ရဲ့မူလပုံစံအဖြစ်ကိုပြောင်းလဲသွားခဲ့ကပြင်းထန်တဲ့တိုက်ပွဲတစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ ဒီချိန်မှာတော့ဖက်ကသူတီထွင်ထားတဲ့ပစ္စည်းတွေနဲ့လိမ္မာပန်းနဲ့တဲ့လက်ွက်တွေကိုတုံးချပြီးတော့ပြန်လည်တိုက်ခတ်ခဲ့ပါတယ်။သူတို့ကမျက်နှာဘုံပြင်ကိုလျက်စည်းကျိုးနဲ့ချီနှောင်ခဲ့ပြီးတော့လျက်စည်းနဲ့ပစ္စည်းကိုကြံစီကျဲကြပေမဲ့လည်းသူကကျိုးကိုအချိန်မီဖြတ်တောင်းနိုင်လိုက်ပါတယ်။ဖက်ကကျိုးကိုပြန်ဆက်ဖို့အမြန်ကြိုးစားခဲ့ပေမဲ့လည်းလျက်စည်းကသူ့ကိုတိမှန်သွားပါတော့တယ်။မျက်နှာဘုံပြင်ကကော်တွန်ကိုမြေပြင်ပေါ်ကန်ချလိုက်ပြီးတော့ဖက်ကသူစနီးကိုတတ်ခဲ့တဲ့အတွက်လက်စားချေဖို့ကော်တွန်ကိုဆုံးသတ်တော့မယ့်အချိန်မှာပဲဖက်ကပြန်ထလာခဲ့ပါတယ်။ အဲနောက်သူကဒါရကြောင်ကိုဆွဲယူကနတ်သမီးတောင်ပန်တိုင်းခွက်ကိုထုတ်ပေါ်လိုက်ပြီးတော့မျက်နှာပုံးပြင်ကိုနောက်ဆုံးမှအောင်မြင်စွာနိုင်ယူလိုက်တဲ့အခါမှာတော့အကုန်လုံးကလည်းအံ့ဩသွားခဲ့ကြပါတယ်။ဒီနောက်မှာတော့ဘီရင်ကြီးကဖက်ကိုဘာလို့နန်းတော်ရောက်မလာသေးတာလဲလို့မေးခဲ့ပြီးတော့သူမရှိဘဲနဲ့မနေနိုင်ကြောင်းဝေခံခဲ့ပါတော့လေ။အဲဒီချိန်မှာပဲဖက်နဲ့ကော်တွန်တို့ကဖက်ရဲ့ပြန်တန်းနိုင်တဲ့ပစ္စည်းတစ်ခုနဲ့အတူပဲကောင်းငင်ရံမှာပြန်ဝဲနေခဲ့ကြပြီးတော့သူတို့ရဲ့ဘဝရဲ့ပျော်ရွှင်ဆုံးအချိန်ကိုလည်းဖြတ်တန်းနေခဲ့ကြပါတယ်။ ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ Sony နားဆင်ပေးခဲ့ကြတဲ့တူချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။